မင်းတို့ကဖဖေကြီးရဲ့တာသမီအရင်နေမဟုတ်ကြဘူးဆိုပေမဲ့မမကြီးရလေအမကြီးအမိရအနေနဲ့ဒီကုမ္ပဏီမှာလောက်ပိုင်ခွင့်နေအားလုံးကိုစီပေးထားခဲ့တာလေလေးဇာရှင်နိုင် กินအောင်မနေနိုင်ကြဘူးလားဝရိယောက်ကြားစီကအကူညီရမှာအလုံးလုံးတက်ကြလားချက်ချင်းအာနွဲ့သူတွေဖြစ်ပြီးတော့သူများစူးစမ်းပန်းစားလိုက်ထားတဲ့ project ကဘာလို့ချက်ချင်းကောက်စားလိုက်တာလဲမမတို့အမမရင်းနဲ့မဆိုင်ဘူးနော် snow လောက်ချင်လို့ကိုစားနေကိုကူညီတောင်းလိုက်တာပါနင်ကဘာတိတ်ဘာတက်လို့ဒီလုပ်ငန်းတွေဝင်ပြီးဦးဆောင်နေနေရလဲမနစ်တနည်းအောင်မပြန်လာပြီးလာပြီးချီးစွာခြင်းနေသေးရဲ့နေအလုံးလုံးချင်းခြားလုပ်ငန်းတွေမှာအများကြီးပဲလေဘာလို့ငါအစဆုံးလုပ်ထားတဲ့ project တွေကိုနင်ကဝင်ပြီးဦးဆောင်နေနေရလဲဟဲ့မမတို့ဝလီနင်ကစက်ကိုပိတ်ထားလိုက်တော့နော်မိသားစုရဲ့ကိုယ်သိက်ခေါလဲငဲ့ပါအောင် ဒီလိုနေရမှာအော်ကြီးကျယ်လာလောက်တာနင်မရှက်ဘူးလားစနောသူ့ဘာသာသူဘာလောက်လို့လေ तू ကပပိရဲ့သမီးအရှင်ပပိရဲ့သမီးအရှင်မဟုတ်တဲ့နေတော့တောင်မှဒီလိုနေရဒီလိုဘွားမျိုးရောက်နေတာနင်အလိုရမတ်တယ်မပြီးနိုင်သေးဘူးလားအလိုရမတ်တက်နေတယ်ဇမမဟုတ်ဘူးရှင်တော့ဇမယောက်ျားကိုလောဘစောတက်ပြီးလိုချင်တဲ့စိတ်နဲ့လာကတ်နေရလေဇမယောက်ျားတော့ဘတော်မှမရစေရအောင်ရှင်မတ်တာဝင်ဒီငါဘာလို့ကြောင်နေဟာဆိုဘာဖြစ်နေလဲ ိစ္စကိုတော့ကျမလုံးဝချင်းအေးမပေးနိုင်ပါဘူးအခုလိုမျိုးဖြစ်တဲ့သလားဆိုတော့အားလုံးမစဉ်းစားကြည့်ကြပါဘူးကျမကတော့လေတော်တော်လေးလက်စိတ်မကောင်းဖြစ်နေတယ်စိတ်လည်းထိခိုက်နေတယ်အဲ့တော့ဘာတွေလုပ်နေရလဲသမီးမျက်စံနီဒီမှာလေအန်တီသမီးခင်ဝင်ရကျမကကုမ္ပဏီမှာကိုထီးလက်ရောက်လုပ်တဲ့ CCTV record ကို အားလုံးမသိအောင်ပြနေတာ။အော်အန်ဒီလည်းကြည့်ပါအောင်။အခုလိုကုမ္ပဏီတစ်ခုလုံးအောက်ချုပ်နေတဲ့ chairman တယောက်နေနဲ့ဒီကိစ္စဖြစ်တဲ့သလားဆိုတာအန်ဒီစဉ်းစားကြည့်ပါ။ဒီကိစ္စအန်ဒီဘယ်လိုဖြေရှင်းပြမှာလဲ။ဒါတော့မိသားစုဖြစ်တဲ့ကိစ္စဆိုပေမဲ့အခုလိုကုမ္ပဏီမှာ ဖြစ်တာဆိုတော့ဝင်နှန်းနေရမြင်ရလေတခခုခုတော့မြင်သွားစေနိုင်တယ်လေအဲ့ဒီတော့ဥက္ကဋ္ဌအိနေနဲ့တခခုခုတော့ဖြည့်ရှင်းပေးပါ ဟုတ်တယ်ဟုတ်တယ်ဖြည့်ရှင်းပြောဖြည့်ရှင်းပြောဘာလို့ပြောနေရလဲဘာလို့ဖြည့်ရှင်းပြောရလဲဝဒီဘာလို့ပြောလိုက်တာလဲအားလုံးမဲ့တောင်းပန်ပါလေဝဒီဘာလို့ကိုမမကြီးကိုအဲ့လိုဗလီမစလောက်ရတာလဲဒီကိစ္စကုမ္ပဏီအတွက်အယုတ်ဆိုးစီရမတန်းဖြစ်တယ်ဆိုတာနားမလည်ဘူးလားအခုချက်ချင်းမမကြီးကိုတောင်းပန်လိုက်မတောင်းပန်နိုင်ပါဘူးဘာလို့တောင်းပန်ရမှာလဲဝဒီဘာဖြစ်လို့ဒီလိုပြောရတာလဲမမေးပြောနေရလေအားလုံးရှေ့မှာတောင်းပန်လိုက်လို့ မမကြီးစကားကိုအလေးမထားတော့ဘူးလားအခုချက်ချင်းမမယူတောင်းပန်လိုက်တောင်းပန်တယ်ဝတီရပါတယ်ဝရီကအခုလိုတောင်းပန်နေပြီဆိုတော့မမကြီးကခွလပေးရမှာပေါ့မင်းတို့ကဖဖေကြီးရဲ့တာသမီအရင်နေမဟုတ်ကြဘူးဆိုပေမဲ့မမကြီးကလေအမကြီးအမိရအနေနဲ့ဒီကုမ္ပဏီမှာ လောက်ပိုင်ခွင့်နေအားလုံးကိုစီပေးထားခဲ့တာလေမမယူတော့ကုန်တိတ်ကကြာစင်းစင်မဲ့စကားမျိုးတွေမပြောပါနဲ့ဝရီရေအဲ့ဒါလေမမကြီးအားလုံးရှိမှာ request လုပ်တာပါနော်ကဲဒီပြဿနာကတော့မိသားစုတွေအချင်းချင်းအထင်လွဲတဲ့ကိစ္စပါဒီကိစ္စမှာရှယ်ယာဝန်တွေအားလုံးဝင်ပြီးပါလာရတဲ့အတွက်ကျွန်မအနုညွတ်တောင်းပန်ပါတယ် အခုဆိုရင်သမီးဝရီယာလေသူမမကြီးကိုအားလုံးရှိမှတောင်းပန်ပြီးပြီဆိုတော့နှုတ်နှစ်ဖက်ညီမချင်းချင်းကလေအဆင်ပြေသွားကြပါပြီလုပ်ငန်းတွေအားလုံးကလည်းအဆင်ပြေပါတယ်အဲ့ဒီအတွက်ဘာမှစိတ်မပူကြပါနဲ့နော်ကုလိုပြည်လည်မှုရတာဝမ်းသာပါတယ်။ကျမတို့အားလုံးကလည်းဥက္ကဋ္ဌကြီးလိုမိသားစုနဲ့အတူတူလုပ်ငန်းမျိုးအောင်မြင်အောင်ဆက်လုပ်သွားကြမှာမလို့တရားနဲ့တရားစိတ်ရှင်းရှင်းမြင်ရှင်းရှင်းနဲ့အလုပ်တွေကိုဆက်လုပ်သွားကြရအောင်ပါ။ကဲဒါဆိုရင်တော့ကျမတို့ခွင့်ပြုကြပါအောင်။ ကောင်းပါပြီရှင်ဒီကားစီးလေးတို့သဘောထားပြီးတော့ဒီကိစ္စကိုဖြေရှင်းပေးတဲ့အတွက်ရေကျေးဇူးတင်ပါတယ်နော်ဟုတ်ကဲ့ဒီနေ့တော့ပါဘိုင်ဒီကိစ္စကိုနေရလူတွေအားလုံးရှင်းမှာဘာဖြစ်လို့ရှင်းရတာလဲ။ဘာလို့အကျဲအကျဲပုံကြီးချဲ့နေရလဲမျက်စနီ။အဲ့ဒါဆိုလဲသူတို့ကိုပြန်ခေါ်ပြီးဘာကြောင့်ပုံကြီးချဲ့နေရတာလဲလို့ အခုလိုလေတန်းနဲ့သူတို့ရှေ့မှာမေးလိုက်လေကျမတော့ခေါ်ပေးရမလားခေါ်စရာမလိုနေငါတော့လေမ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 ေကြီးရဟိုမိုးတစ်ခုလောက်ဝင်ပြောပြရစီမေမေကြီးရအခုကိစ္စကိုလေတရုံလုံးကလည်းတိသွားပြီဆိုတော့ပြဿနာတွေကပုံမကြီးတာပဲကောင်းပါတယ်မေမေကြီးရမိသားစုတွင်ပြဿနာကိုလူတွေကတိသွားပြီဆိုတော့မိုးတို့ယုံကြည်ထားတဲ့ရှယ်ယာရှင်တွေကလည်းတမျိုးမြင်မှာစိုးရင်ရတယ်ကုမ္ပဏီရဲ့မျက်နှာကိုမှမထောက်ဘဲနဲ့ဒေါသကြီးနေတဲ့သူတွေကိုတော့ မမေကြီးကလည်းမေတ္တာရှိထားပြီးတော့ခွင့်လွှတ်ပေးလိုက်ပါနော်။နင်ဘာလို့ဒီလိုရှောက်ပြောနေလဲ။ဟဲ့ငါစေတနာနဲ့ပြောတဲ့ဟာကို။နင်ဟာပြက်တနာရှာတာတော်ပါတော့မမဝတီရဲ့။ဟဲ့ပြက်တနာတွေအကုန်လုံးကနင်ကစတာလေ။နင်ကဘာလို့ငါ့ရဲ့အကြမ်းနဲ့အတူတူလှုပ်တွဲလှုပ်ချင်ရလဲ။တော်စမ်းဝတီ။ resort ကိစ္စအကုန်လုံးမမေကြီးကစနို့တာဝန်လွှဲထားပေးပြီးသား။စနို့ကဘာလို့ပေးရမှာလဲ။ resort ကိစ္စတွေအကုန်လုံးဝတီတို့ဟာပဲဟာ။ဟာမမဝတီရဲ့ဒါ family business တယ်မဟုတ်လား။ Jealousy is a terrible disease ပဲ။အဲ့စိတ်တွေမွေးမြူထားပါနဲ့။ get well soon မမဝတီဒီစိတ်တွေပြုတ်ပြင်မှာလူကောင်းဖြစ်မှာမင်းရမြောက်ဟောဝတိမလို့ဖြစ်နေတာနဲ့မိမိကြောက်လို့တားလို့မရတော့ဘူးလားဒီတော်တော့အထုံးမတက်နေတော့ဒီပြဿနာကိုဒီမာရင်ရက်မျက်စံနေညီလေးအတောင်းမှခံရပြီးပြီပဲဝတိထပ်ပြီးပြဿနာမရှာအောင်ငါတောင်းဝင်ယူတယ်တော်လိုက်တော့တောင်းမှန်နေဆိုတော့လေကျမကြီးအိပ်ပြရတော့မှာပေါ့ကျမကိုမထီသွေး ကျမလည်းဘာမှမလုပ်ပါဘူး။ခွေးဟိုစိတ်ပန်းပြေသွားအောင်အေးလေးတောက်လိုက်ပါအောင်နော်ရရပါတယ်ဩတောက်လိုက်ပါကိုကြီးရဲ့ဟိုအရင်စိတ်ပင်ပန်းနေမှာပဲနော် အဲ့ဒါကြောင့်မို့လို့တပြေကလိမ္မောကြီးအင်းအင်းလေးယူလာပေးတာတောက်လိုက်ပါကိုကြီးရနော်နော်ကျေးဇူးပဲအဆင်ပြေရလားဟင်ကိုကြီးကောင်းပါလေတနေ့ကျွန်တော်ကိုဘာလို့အေးဖြောတတ်ရလဲအော်ကိုကြီးတယောက်တည်းထိုင်နေရတွေ့လို့လေ ြီးတော့ DNA ရဲ့အရှင်သခင်နေအားလုံးကိုလိုချင်တာတွေလုပ်ပေးပြုစုပေးရမှာပန်းကလေးတွေရဲ့တာဝန်ပဲလေကိုကြီးကလည်း DNA ရဲ့အရှင်သခင်ပဲဟာ ਉ ကျွန်တော်အရှင်သခင်မဟုတ်ပါဘူးဟာကိုကြီးကလည်းကိုကြီးကလည်း DNA ရဲ့အကိုကြီးပဲဟာ ਉ အဲ့လိုဆိုအရှင်သခင်ပဲပေါ့လို့နောက်ဆိုရင်ကိုကြီးလိုအပ်တာတွေရှိလို့ရှင်တပြည့်ကိုပြောနော်တပြည့်အားလုံးလုပ်ပေးမယ်သိလား Ok bà Ủa mà Cái này là Mà cái không vậy Chị à là nhá bây giờ lùi phố cảnh đồ mèo là mà tìm bảo Thì mà mà tiêu người thì nó sinh như thế tổ Mà mà bà bây giờ chuyện rồi Mình chẳng bộ mù nào vậy မင်းကိုမင်းဖေနဲ့ပြေးတွေ့စေချင်တယ်ဆိုတာဘလို့တဘောလဲဆိုတော့မမဘေးရမှာပေါ့ပြီးတော့ဟုတ်ပါမှာသူ့သားတယောက်ရှိနေသေးတာလေ